မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကျန်းဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိအနားယူနေတဲ့ပြင်ဦးလွယ်မှာ April 14ရက်နေ့ညပိုင်းက short တိုက်ဒုံပြစ်ခတ်တမ်းများဇက်တိုက်ကြားနေရပြီးတော့စစ်တပ်ကတော့ဝင်းတဲ့ကိုလည်းကြားရောက်ပောက်ကွဲမှုတွေရှိကအပြန်အလှန်ပြစ်ခတ်တမ်းတွေကြားနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 14ရက်နေ့ည9:18မိနစ်အချိန်ကစတင်ပြီးတော့ပြင်ဦးလွယ်စစ်တပ်ကတော့ကိုဥတီထားတဲ့ ရှော့တိုက်ဒုံပြစ်ခတ်တမ်းများကြားနေရပြီးတော့စစ်တပ်ကတော့ဝင်းအတွင်းထဲကိုလည်းရှော့တိုက်ဒုံနှလုံးထက်မနဲ့ကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ရှော့တိုက်ဒုံပောက်ကွဲတမ်းများနဲ့အတူအပြန်အလှန်ပြစ်ခတ်တမ်းတွေကိုလည်းကြားနေရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အခုတည်းကဆိုရင်ပြစ်နေတာရှော့တိုက်ဒုံ၈လုံးလောက်ရှိနေပြီ။မိနစ်ပိုင်းပဲချားပြီးတော့ရှော့တိုက်ဒုံတွေထွက်နေတာစစ်တပ်ကတော့ဝင်းထဲကလည်းတနက်တည်းနဲ့ပြန်ပြစ်နေတယ်။အပြင်ကလည်းပြစ်ခတ်တမ်းတွေကြားနေရတယ်။အခြေအနေကတော့ပြင်းလွယ်တမျိုးလုံးစူညံနေတာပဲ။အေပီလ15ရက်နေ့မှာ DSA တကြံကိုမင်းအောင်လိုက်လာဖို့ရှိတယ်လို့ပြောတယ်လို့ ပြင်းဦးလယ်မျိုးကစစ်တပ်နဲ့နှီးဆက်တဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်လက်တလုံးမှာစစ်ကောင်စီဘက်ကစစ်ကားတချို့ပြင်းဦးလယ်စစ်တပ်ကတော့ကိုဥတီပြီးတော့မောင်းနှင်သွားပြီးတော့စစ်တပ်ကတော့ဝင်အတွင်းထဲမှာလဲဂိတ်တကားတွေမှာလက်နက်တွေကင်ဆောင်ပြီးတော့စစ်သားတွေဟာပြေးလွှားနေကြတယ်လို့သိရပါတယ်အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာပြင်းဦးလယ်မှာရောက်ရှိအနားယူနေပြီးတော့သူနဲ့အတူစစ်ဘိုလ်ချုပ်များကိုခေါ်ဆောင်ပြီးတပ်မတော်အုပ်ချုပ်မှုတင်တန်းကျောင်းထဲမှာနေထိုင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ဒုစစ်ခေါင်းဆောင်စိုးဝင်းဟာနေပြည်တော်မှာပုံမှန်တက်ရောက်လက်ရှိတဲ့ကြံဖွင့်ပွဲအခမ်းအနားတွေကိုမတက်ရောက်ဖဲနဲ့လူမြင်ကွင်းကနေပြောက်ကွယ်နေတာဟာဆယ်ရက်ကျော်လာပြီဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ73ရက်နေ့ကနေပြည်တော်မြို့တော်ဝန်မဟာကြံမန်းတပ်နဲ့လမ်းလျှောက်ကြံဖွင့်ပွဲအခမ်းအနားနဲ့ကာကွယ်ဦးစည်းချုပ်ယုံကြည်ရေးလေးမိသားစုရေကစားမန်းတပ်ဖွင့်ပွဲအခမ်းအနားတို့ကိုစစ်ကောင်စီရဲ့ဒူးခေါင်းဆောင်မပါဝင်ဘဲနဲ့ဖွင့်လှစ်ခဲ့တယ်လို့သိရပါဗါး။2022ခုနှစ်နဲ့2023ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ယုံကြည်ရေးလေးရေကစားမတ်တပ်ဖွင့်ပွဲနေပြည်တော်မြို့တော်ဝန်မဟာဒကြံဖွင့်ပွဲနဲ့လမ်းလျှောက်ဒကြံဖွင့်ပွဲအခမ်းအနားများမှာ၎င်းကိုမြင်တွေ့ရလေရှိတယ်လို့သိရပါတယ်အခုနှစ်မှာတော့အဲ့ဒီအခမ်းအနားတွေမှာစစ်ကောင်စီရဲ့အတွေ့အမြင်မှုဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေးစစ်ကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးမြထွန်းဦးညှိနှိုင်းကွက်ကဲရေးမှုကြီးရေးလေဗိုလ်ချုပ်ကြီးမောင်မောင်အေးစစ်ကောင်စီလက်အောက်ခံဝင်ကြီးများနဲ့စစ်ဘက်အရာရှိတချို့သာတိုက်ရောက်ခဲ့တာကိုတွေ့နေရပါတယ်စိုးဝင်းကိုအေပီလ3ရက်နေ့ကဘာထူးဗိုလ်တင်တန်းအကြောင်းစီရေးပြကွဲမှာ ဘိုလောင်းတင်တန်းစင်ဂုံပြုစီရေးပြအခမ်းအနားမှာမိခွန်းပြောဆိုပြီးခဲ့တဲ့နောက်မှာစေကောင်းစီလက်အောက်ခံသတင်းစာများမှာ၎င်းနဲ့ပတ်သက်တဲ့သတင်းဖော်ပြချက်တွေကိုမတွေ့ရတော့ဘူးလို့သိရပါတယ်။ AP လဒုတိယဘက်ကစိုးဝင်းဟာမော်လမြိုင်ကိုရောက်ရှိနေတဲ့အချိန် drone နဲ့တိုက်ခိုက်ခံရပြီးတော့စေကူးသားမှုခံယူနေရကြောင်းကိုသတင်းတွေထွက်ပေါ်ခဲ့တော့လေစေကောင်းစီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မဲလုံးကတော့မီဒီယာများကို AP လ10ရက်နေ့ကဖြေကြားချက်တစ်ခုမှာနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကိုပုံမှန်ထမ်းဆောင်နေပါတယ်လို့ဖြေကြားထားတာကိုတွေ့ရပါတယ် ပြီးခဲ့တဲ့ April 10ရက်နေ့နဲ့ကိုရဲနေ့ဒီမှာစစ်ကောင်စီရဲ့ဒုစစ်ခေါင်းဆောင်ရောက်ရှိနေတဲ့မော်လမြိုင်အခြေစိုက်အရှိတောင်တိုင်းစစ်ဌာနချုပ်ရတာခတိုင်းယုံကိုရှားထူဝနီးပညာတပ်ဖွဲ့ရဲ့ Alpha Back တပ်ခွဲက drone နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ April 9ရက်နေ့ကရတာခတိုင်းယုံမှာအစည်းအဝေးလုပ်နေတဲ့အချိန်ကာမီကာစီ drone တွေနဲ့တိုက်ခိုက်မှုမှာထိခိုက်ဒဏ်ရာရရှိသူ30ကျော်ရှိခဲ့ပြီးတော့အဲ့ဒီထဲမှာဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းပါနိုင်ချောင်းကိုလည်းရှားထူဝနီးပညာတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ဒုစစ်ခေါင်းဆောင်စိုးဝင်းအပါဝင်စစ်ခေါင်းဆောင်များအထူးစည်းဝေးလုပ်နေတဲ့အချိန်ရှားထူဝနီးပညာတပ်ဖွဲ့ကဒုတိယအချိန်မြောက်ကာမီကာစီဒရုန်းများနဲ့တိုက်ခိုက်မှုမှာလေဒဏ်ရာရဆယ်ရင်းထဲမှာစိုးဝင်းနဲ့ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေတို့ပါဝင်နိုင်တယ်လို့သိရပြီးတော့ဗိုလ်ချုပ်တအူဗိုလ်မှူးချုပ်တအူအပါဝင်အကြီးပိုင်း6ဦးဒဏ်ရာပြင်းထန်စွာရရှိပြီးတော့၎င်းတို့ရဲက3ဦးဟာအဲ့ဒီနေ့ညမှာတေဆုံးသွားခဲ့တယ်လို့ရှားထူဝနီးပညာတပ်ဖွဲ့ကအေပီလ9ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ် ၎င်းတိုက်ခိုက်မှုမှာ ထိခိုက်ဒေဆုံးမှုအခြေအနေများနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကသတင်းထုတ်ပြန်ချက်မရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အဂရိလိုက်စားမှုနဲ့ဖမ်းဆီးခြင်းခံရရတဲ့လယ်ဆယ်ဝင်ကြီးဟောင်းအငိမ့်စာဒုတိယဗိုလ်ချုပ်ကြီးမြင့်လိုင်ဟာစစ်အာဏာသိမ်းပြီးတဲ့နောက်မှာသူ့ရဲ့အမည်ပေါက်ဖြစ်လာခဲ့တဲ့ Grand ထုတ်ထားတဲ့မြေကွက်တန်ဖိုးဟာကာလပေါက်စီအဖြစ်ခန့်မှန်းချီကျက်သိမ်းပေါင်းတသန်းနီးပါးရှိပြီးတော့အဲ့ဒီမြေကွက်တွေဟာ ဦးမြင့်လိုင်ပိုင်ဆိုင်မှုရဲ့အစိပ်ပိုင်းသေးသေးလေးတစ်ခုသာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂၀22ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကရန်ကုန်မြို့တော်စီရင်သားရေးကော်မတီမြို့ပြမြေယာစီမံခန့်ခွဲမှုကော်မတီဌာနမှလက်မှတ်နဲ့ဦးမြင့်လိုင်ကတဦးတဲ့အမိပေါင်းနဲ့ဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်မှာမြေဧက46ဒသမ5ခွန်ဧကကို260ဂရမ်ထုတ်ပေးထားတာကိုအင်ချမ်းမြေဈေးကွက်ကနေတစ်ဆင့်ပေါက်ကြားလာခဲ့တဲ့စာရွက်စာတမ်းတွေအရသိရှိရပါတယ်။အဲ့ဒီဒေတာမှာလက်ရှိဈေးကွက်ပေါက်ဈေးအဖြစ်တဧကကို ကျပ်သိန်း2100ကျော်ဈေးပေါက်ရ46.5ခွန်အေကနဲ့သိန်းပေါင်း2100ကိုမြှောက်လိုက်မယ်ဆိုရင်ငွေကျပ်သိန်းပေါင်းတသန်းနီးပါးရှိတယ်လို့သိရပါတယ်။ဦးမြင့်လိုင်ကဈေးရပရီမီယာစိုက်ပျိုးရေးကုမ္ပဏီအမည်နဲ့ဒဂုံအရှိမြေတိုင်းရက်ကွက်အမှတ်180မှာမြေကွက်ခွဲစိတ်ဖို့အတွက်ရှောက်ထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြေကွက်ခွဲစိတ်တယ်ဆိုတာဟာအေကကွက်များကိုပေ40ပေ60အကွက်များစိတ်ပိုင်းပြီးတော့လူနေထိုင်ခွင့်ရအောင်လို့ဂရမ်မြေအဖြစ်နဲ့ပြောင်းလဲခြင်းဖြစ်တယ်လို့သိရပါတယ်။ လယ်မြေတွေကနေပြီးတော့ grand ရှောက်ဖို့ဆိုတာ တော်တော်ကိုမလွယ်ပါဘူးအထူးသဖြင့်အခုလိုအချိန်နေမှာပေါ့ကျွန်တော်တို့ပါမစ်မြေတွေစလစ်မြေတွေတောင်မှ grand ပြောင်းရှောက်ဖို့တော်တော်လေးကိုခက်ခဲပါတယ်ဒါပေမဲ့အခုလယ်ဆယ်ဝင်ကြီးဦးမြင့်လှိုင်ကသူအာနာရှိတဲ့အချိန်မှာရှောက်တာမဟုတ်ဘဲနဲ့စစ်တပ်ကအာနာသိမ်းပြီးမှစစ်အစိုးရလက်ထက်မှာ grand ကြတာဆိုတော့သူပိုင်လို့ပေါ့လို့ရန်ကုန်အင်ချမ်းမြေရောင်းဝယ်ရေးလောက်ကင်နေသူတို့ကပြောပြလာပါတယ်သမရဦးသိန်းစိန်လက်ထက်ကလေယာဉ်နဲ့စိုက်ပျိုးရေးဆယ်မြောင်းဝင်ကြီးဌာနကဝင်ကြီးအဖြစ်နဲ့တာဝန်ယူခဲ့တဲ့ဦးမြင့်လှိုင်ဟာ ဝင်ကြီးဖြစ်စဉ်ကဒဂုံမြို့တဲ့အရှိပိုင်းမှာရှိတဲ့လယ်မြေ1932အေကကိုသူ့ရဲ့တမတ်ဖြစ်သူအမည်နဲ့လယ်မြေလုတ်ပိုင်ခွင့်တွေရှောက်ထားခဲ့တယ်လို့အဂရိလိုက်စားမှုဥပဒေပုံမှ55နဲ့အမှုဖွင့်ခံထားရပြီးတော့အေပီလ10ရက်နေ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါဗျ။ဥမျက်နိုင်ကသူယာရူလက်ဝယ်ရှိတဲ့ကာလမှာဒဂုံမှာလေယာမြေများကိုတိမ့်ယူမှုများရှိခဲ့ပြီးတော့၎င်းတိမ့်ယူခဲ့တဲ့လေယာမြေထဲမှာတချို့လေတွေကိုတော့ တေကကိုကြက်25သိန်းပေးရောခဲ့တယ်လို့အိမ်ချမ်းပြေအကျိုးဆောင်တို့ကပြောပါတယ်တရင်ဌာနများကိုပေါက်ကြားလာတဲ့ရဲကြီးနှန်းတစ်ဆောင်မှာနေပြည်တော်ဒက္ခိဏသီရိမြို့နယ်ဒက္ခိဏသီရိရက်ကွက်ရွှေနှင်းစီလမ်းနေဦးမြင့်လိုင်ဟာဝင်းကြီးယာဒူရထားတဲ့အချိန်မှာရန်ကုန်မြို့ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့တဲ့အရှေ့ပိုင်းမှာရှိတဲ့လယ်မြေဧက1832ဧကကိုသူ့ရဲ့သက်မှတ်အမည်နဲ့လယ်မြေလုတ်ပိုင်ခွင့်များကိုရှောက်ထားရယူခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့အဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်က နေပြည်တော်ဒက္ခိဏတိရိမြို့နယ်ရဲစခန်းမှာအမှုဖွင့်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အသက်82နှစ်အရွယ်ဦးမြင့်လှိုင်းကိုအေပီလ10ရက်နေ့မန္တလေးကစစ်သားများပါဝင်တဲ့ကား30စီးဝင်းကျင်ပါအစုအဖွဲ့ကနေပြည်တော်ကနေအိမ်မှာလာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်တန်ချောင်ရဲစခန်းကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ14ရက်နေ့မနက်2နာရီခန့်ကဆက်လင်းမြို့နယ်တန်ချောင်ရဲစခန်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဆက်လင်းကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခတ်ရာတန်ချောင်ရဲစခန်းဗဟိုကင်းမော်ကိုလက်နက်ကြီးကြီးကျရောက်ပောက်ကွဲပြီးတော့ရဲလေးဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်တန်ချောင်ရဲစခန်းကလက်နက်ငယ်များနဲ့အချိန်တော်ကြာအောင်အဆက်မပြတ် ရမ်းတမ်းပြီးတော့ပြစ်ခတ်နေပြီးတော့လုံခြုံရေးတွေကိုလည်းထပ်မံတင်းကျပ်ပြီးတော့ဖြည့်တင်းထားတယ်လို့သိရပါတယ်။ဒါအပြင်မကွေးတိုင်းမင်းမှုခရိုင်ဆက်လင်းမြို့နယ်မုံရွာပသိမ်လမ်းပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားလေးစီးကိုပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့မင်းမှုခရိုင်အမှတ်၅တရင်ကပြောပြထားပါတယ်။အေပီလာ73ရက်နေ့မနက်8:45မိနစ်အချိန်ကဆက်လဲမြို့နယ်ခင်ပလူရွာဘက်ကနေပြီးတော့ပသိမ်မုံရွာလမ်းအတိုင်းမြောက်ဘက်ကိုထွက်လာတဲ့စစ်ကားအကြီးတစ်စီးနဲ့အင်စီးကား၃စီးကို မြောင်းတစ်ကြေးရွာအနီးအရောက်မှာအနီးကပ်ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်၅တပ်ရင်းကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အထိခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မိဘပြည်သူတွေအနေနဲ့စလင်းကံပြားလန်းကံပြားကျွန်းတော်လန်းကံပြားကံစုံးမလန်းတို့ကိုတွာလာခြင်းမပြုကြဖို့နဲ့အတုံးမပြုကြဖို့ကိုအမှတ်၁စစ်ဒေသမင်းဘူးခရိုင်အမှတ်၅တပ်ရင်းကထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုင်မြောမြို့နယ်တန်ကလောင်ကျေးရွာကျောင်းတိုင်စီရတော်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစနိုက်ပါနဲ့ပစ်ခတ်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ14ရက်နေ့မွန်လွဲပိုင်းမှာတန်ကလောင်ကျေးရွာကျောင်းတိုင်စီရတော်ဟာ ဆုံးဖုံးပေးပြီးတော့အပြန်မှာတရဏာကျေးရွာနဲ့တန်ကလောင်ကျေးရွာကြားလမ်းပိုင်းတနေရမှာဆရာတော်ရဲ့ကားကိုအချမ်းဘတ်စေကောင်းစီတပ်သားတွေကစနိုက်ပါနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ဆရာတော်ဟာပြန်လည်တော့မူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တရဏာနဲ့တန်ကလောင်ကြားကလမ်းမကြီးမှာပစ်ခတ်ထိတာအေပီလ14ရက်နေ့မွန်လွဲပိုင်းကဖြစ်တာကားမောင်းရဲနဲ့ပစ်ခတ်ထိတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အချမ်းဘတ်စေကောင်းစီရဲ့ပစ်ခတ်မှုကြောင့်ဆရာတော်ဟာနေရာမှာတင်ပြန်လည်တော့မူခဲ့ပြီးတော့လက်ရှိအချိန်မှာဆရာတော်ရဲ့ရုပ်အလောင်းကိုတန်ကလောင်ကျေးရွာကိုပြန်လည်တည်ဆောင်လာပြီးဖြစ်ကြောင်း သတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ